ဲဒီစတဲ့အနေနဲ့ကိုကျော်စိန်ဝင်းကိုဦးဇင်းတို့ဆွေးနွေးစေချင်ပါတယ်။နော်ဒီလက်ရှိအဲကိုရီးယားနိုင်ငံကိုရီးယားနိုင်ငံဆိုတာလေဦးဇင်းတို့ ਨੇ ဘဝတူပါပဲ။နော်ဒီချိန်ကအာနာရှင်အောက်မှာနေခဲ့ရ။နော်ခုနပြောတဲ့အာနာရှင်ရဲ့အောက်မှာနေခဲ့တဲ့လူတွေကတော့အာနာရှင်ရဲ့ငိုအစ်တဲ့နော်အာနာရှင်ရဲ့စိုးဝမှုတွေခံရရတာ။ဒါကြောင့်မလို့သူတို့ရဲ့ဆိုရင်ဒါအာနာရှင်တိုင်းပြည်အောက်ကိုဘလို့မှမသွားခြင်းတော့ ဒါမှမဟုတ်ဒီလိုကဒါစစ်တက်ကိုခုလုံးလုတ်ပြီးတော့အာဏာသိမ်းဖို့လုပ်တဲ့ကမှာပေါင်ပြူတတိုင်းပြည်လုံးကပညာဉာဏ်တွေမြင့်လာကြပြီးထွက်လာနော်မားတယ်တမရမားတယ်ပြောရတယ်ဒီလိုဖြစ်ရမယ်အထက်လူကြီးတွေမားတယ်မခံဘူးဆိုတဲ့အဲ့ဒီရှိရယနေ့ဦးဇင်းတို့တတိုင်းပြည်လုံးကမခံဘူးกว่าဟေ့ဆိုရင်ဒါဦးဇင်းတို့ကမင်္ဂလာရှိတဲ့အတိုင်းပြည်ဖြစ်မှာပဲနော်ဟိုမားပါစေဆိုတဲ့ပြဿနာဟာဦးဇင်းတို့ကဒါတော်တော်ကြီးတက်ရောက်မှုဖြစ်ပါတယ်ဒါကြောင့်မလို့မာတာပြည်သူဥပဌာဏ်န်းဆိုတဲ့မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့ကိုကျော်စိန်မင်းနော်မြင်တဲ့အား ဘလို့ဒီရှားကြရမယ်ဆိုတာတွေကိုဦးဇင်းတို့ဆွေးနွေးပြီးဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်တင်ပါဗျာအခုလိုဖြေကြားခွင့်ရတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ဗျာတပည့်တော်တို့မင်္ဂလာရှိသောနိုင်ငံတော်ဖြစ်အောင်ဘလို့ဒီရှားမလဲကောင်းစဉ်နဲ့ဒီ38ဖျားမင်္ဂလာတရားတော်မှာအမတာဘိတုဥပါဌာနအမိအဖတို့ကိုကောင်းစွာပြုစုဆောင်ရှောက်ခြင်းဆိုတာတပည့်တော်တို့ဒီတင်္ဂါလောဝါဒတုံးမှာလည်းရှိပါတယ်ဗျာအဲဒါသမီးကျင်းဝင်၅ပါး ီကျွေးမွေးမပြတ်ဆောင်ရွက်စီမံအမူခံထိုက်စီလူများဝေ၍စောင့်တည်မှုနဲ့ဝန်ကားတွေကျင့်ဝတ်သားလို့သာဆိုတဲ့အတိုင်းဒီတပ်သမီးများကဒီဦးမင်းမဆန်းတော့တဲ့ဒီမိဘတွေကိုကောင်းစွာကျွေးမွေးပြုစုဆောင်ရှောက်ခြင်းအဲလည်းပြုလုပ်ပေးရမှာဖြစ်ပါလေဗျာအဲမိဘတွေကမိမိရင်သွေးလေးရပြီဆိုတဲ့အချိန်ကစလို့ဒီဆယ်တာလုံးဒီဝမ်ပိုက်ထဲမှာလွှဲထားရပြီးတော့ဒီအပူအဆအငန်းအခါတွေရှောင်ရှားပြီးယူဆိုင်ပေးနေရပါလေဗျာအဲမွေးဖွားချိန်မှာလည်း အဲတပီတော်လို့ကြာဘူးတာတော့ဒီယောက်ျားဖောင်စီမိန်းမမီနီဆိုတဲ့အတိုင်းဒီဒေမင်းနဲ့စခင်ပြီးမှအတတမီတယောက်ရဖို့ခက်ခက်ခဲမွေးဖွားရတယ်လို့လည်းကြာဘူးပါတယ်ဗျာဒီဒိဋ္ဌိပညာရှင်တွေဆိုလာတဲ့ဆိုတိုင်းဆိုရင်ဒီအယူပေါင်းတစ်ထောင်လောက်တကယ်တည်းအချို့ခံရတာနဲ့ညီရတယ်လို့လဲစံသက်တွေးရှိထားပါတယ်ဗျာဒီမွေးဖွားပြီးတော့လည်းဒီနှစ်ပေါင်း20လောက်ဒီကျွေးမွေးပြီးဒီအတက်ပညာရည်ကြီးဖြစ်အောင်မိမိကိုယ်ကိုရည်တည်နိုင်အောင် အဲ့ဒီဘုရားဖြတ်တန်းနိုင်အောင်တင်ညာပူဇော်ပေးကြတဲ့ဒီလက်ဦးဆရာကမိနေဖဖြစ်တဲ့အတွက်ကျေးဇူးတင်ရှိပါရစေခင်ဗျာအဲထို့သူအဲမိဘအချင်းဝင်၅ပါးမှာလည်းမကောင်းမြတ်တာကောင်းရညွန်လက်အတက်တင်စီပေးဝေနေရင်ထိမ်းများခြင်းလင်ဝင်ငါရင်အဲဖခင်မေတ္တာဆိုတဲ့အတိုင်းဒီမကောင်းတဲ့အတွေ့အကြံအယူဆအလောက်ကံတွေကိုတားမြစ်ပြီးကောင်းတဲ့အတွေ့အကြံအယူဆအလောက်ကံတွေကိုလမ်းညွှန်ဆုံးပါပေးမှာ ဒီမိဘကောင်းဟောကျေးဇူးရှိတဲ့အဲမိဘဖြစ်မှာပါဗျာအဲမိဘကလည်းမိဘကျင်ဝေကျေးဝန်တာသမီကလည်းတာသမီကျင်ဝေကျေးဝန်တော့တပီတော်တို့ဒီမင်္ဂလာရှိတဲ့မိသားစုဖြစ်လာမှာပါဗျာအဲမင်္ဂလာရှိတဲ့မိသားစုများလာရင်တော့အမင်္ဂလာရှိတဲ့မျိုးမင်္ဂလာရှိတဲ့တိုင်းမင်္ဂလာရှိတဲ့ပြည်နယ်အဲထူမတစ်ဆင့်အဲမင်္ဂလာရှိတဲ့နိုင်ငံတော်တည်ဆောက်နိုင်ပါလေခဗျာအဲတပည့်တော်တို့မြန်မာနိုင်ငံမှာတော့အဲဒီပြည်သူကအမဲပေးရွေးချယ်ထားတဲ့အစိုးရကို ဒီလက်နက်အားကိုနဲ့အာဏာသိမ်းထားတဲ့အကြက်ဖက်အစ်စ်ကောင်စီရဲ့ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ဒီဇနီးဂျူဂျူလာအတာအောင်ပြည်ဆုံးဓမီခင်တီတပ်မုံတို့ဟာမိသားစုတို့အပြင်တိုင်းလူပြည်သားတွေရဲ့ဒီလိုလားတဲ့ဒီဖက်ဒရယ်ဒီမိုကရေစီလမ်းစဉ်ကိုဆန့်ကျင်ပြီးပြည်သူအာဏာကိုဒီအကြက်ဖက်တင်းစီအပြစ်မဲ့ပြည်သူတွေကိုရဲရဲဆဲဆဲတက်ဖြတ်အဲဒီနိုင်ငံတစ်ခုနဲ့တစ်ခုဒီလိုတုံးရမဲ့တိုက်လေရင်တွေကိုဒီပြည်သူတွေအပေါ်မှာဒီပေါင်ရပုံတွေကျဲချပြီးတော့ ဒီဘာသာရေးအစောင်းနေစာစာသင်ကျောင်းနေဆေးုံနေဒီအပြစ်မဲ့ပြည်သူတွေအဲအပြစ်မရှိတဲ့ဒီအနာကကလေးတငယ်တွေထောက်ချီတွေစုံနေကြရတာလည်းတွေ့ရပါတယ်ခင်ဗျာဒီအကြက်ဖက်မင်းအောင်လိုင်ကဒီတိုင်းပြည်ကအခိုးထားတဲ့ဒီဒေါ်လာဘီလီယံချီတဲ့ငွေတွေနဲ့ခင်ဗျာ ဒီတိန်ထောင်ကျော်တန်းနဲ့ဒီနာယီတွေဒီအသုံးဆောင်ပေါင်းများစွာရဲ့ဒီသူ့ရဲ့ဇနီးဖြစ်တဲ့ဒီဂျူဂျူလာဆိုရင်လည်းတိန်ထောင်ကျော်တန်းဒီလက်ကန်အိတ်တွေအသုံးဆောင်ပစ္စည်းပေါင်းများစွာတွေနဲ့ဒီသူ့ရဲ့တာသမီဖြစ်တဲ့ဒီအောင်ပြည့်စုံတို့ခင်တီတီတမွန်တို့ဆိုလည်းဒီဒိုက်ဗီယာကိုထားတဲ့ငွေတွေနဲ့ဒီကုမ္ပဏီတွေအများကြီးထောင်ထားတာတွေ့ရပါတယ်ဗျာ ဒီဘာရီချင်းဘာပညာမှမတက်ဖဲဒီတိုင်းပြည်ကခိုးထားတဲ့ငွေတွေနဲ့ဒီချမ်းသာနေကြတဲ့ဒီစစ်ကောင်စီရဲ့အဖွဲ့ဝင်တွေခရိုနီတွေစတဲ့မိသားစုတွေများလာတော့ဒီမိဘကျင်ဝတ်တာသမီကျင်ဝတ်မရှိအမင်္ဂလာမရှိအဲ့ဒီဒီမိသားစုတွေကဒီအတ္တမာနတွေသူတို့ဒီအစိုးရောက်နေတဲ့အဲမိဘတွေတာသမီတွေကဒီများလာတဲ့ခါကျတော့သူတို့တွေကတမိုင်းအသက်ခံရ လို့လူမတည်ပြီမဲ့ဒီတမန်ရတော့တည်တော့ပါပြီခင်ဗျာတိုက်ပြီလဲဒီလိုမီတာစုတွေများလာလို့ဒီပြက်စီပြီးတော့မင်္ဂလာမရှိတဲ့တိုက်ပြီဖြစ်နေတာတွေ့ရပါတယ်ခင်ဗျာတပီတော်တို့မင်္ဂလာရှိတဲ့နိုင်ငံတော်ဖြစ်အောင်ဘလို့ဒီဆောင်နဲ့ကောင်းစဉ်နဲ့ဒီ38ဖျားမင်္ဂလာတရားတော်မှာဒီမာတာပိတုဥပဒါနဲ့အမိအဖတို့ကောင်းစွာပြုစုဆောင်ဆောင်ခြင်းဆိုတဲ့ဒီတင်္ဂါလောဝါရတို့မှာပါတဲ့ဒီတာသမီချင်းဝဲဒီဘချင်းဝဲကိုခြေဝင်ပြီး ဒီအပြည့်မဖြစ်တဲ့အတံမူဝအကြောင်းပြုတဲ့ဒီတာစုရလာရင်တော့တပည့်တော်တို့မြန်မာနိုင်ငံလည်းမင်္ဂလာရှိတဲ့နိုင်ငံတော်တည်ဆောက်နိုင်ပါကြောင်းဖြေကြရင်းနဲ့တပည့်တော်ညီကုန်းချုပ်ချင်ပါတယ်ခဗျာအဲယခုလိုဖြေကြပေးတဲ့အတွက်လည်းကျေးဇူးတင်တူရှိပါတယ်ခဗျာကိုရစိန်ဝင်းရေကျေးဇူးအများကြီးတင်ပါတယ်တကယ်လည်းမရေးကြည့်ပါတယ်တမ်းမြေတခုပါနမတေကတော့ main system ကတော့နိုင်ငံရေးစနစ်ပေါ့နိုင်ငံရေးစနစ်ကောင်းတော့မှပညာရေးတွေကောင်းစီးပွားရေးတွေကောင်း ဘာသာရေးတွေကောင်းလူမှုရေးတွေကောင်းစားစားရရမြင်မလာမှာပေါ့နိုင်ငံကြီးမကောင်းတော့နော်ကိုယ်ကပြေကြေးတွေအလုံးနှိမ်ပါလာတာပေါ့ဒီကောမြင်မတဲ့ပညာရေးတွေလည်းတင် जा ခွင့်မရဘုံလုံးဆက်နာရှင်ပေးတဲ့တပတ်ပိတ်ဒါရေးတာမှတ်တာကြက်ဆိုတာတွေပဲဖြစ်လာတာပေါ့ဒါတော့ဘုန်းကြီးတွေကလည်းဒီဥစ္စာနဲ့ပဲတင်ခဲ့ကြရတော့အမမကန်ကန်တွေးခေါ်စဉ်းစားနိုင်မှုတွေမရှိတော့ဘူးကဘာကြီးပါဖြစ်နေလေဘယ်လိုလမ်းကြောင်းတွေနဲ့တွားနေကြတယ်လေ ဘာကြောင့်တို့တို့တိုးတက်နေကြတယ်လဲအောင်မြင်နေကြတယ်လဲဘလို့တွားကြရမှာလဲဆိုတဲ့ကြည်ကြည်ပြင်းပြင်းနေမစင်းသားကြတော့အပွဲလေးရမယ်ပူဇော်ခံရမယ်ငါမှကားတစ်စင်းရနေနှစ်စင်းဖြစ်မယ်ကျောင်းတစ်ကျောင်းကနေနှစ်ကျောင်းဖြစ်မယ်ဟေးဆိုတာတော့တွားကြတဲ့အခါမှာဦးဇင်းတို့အင်မတမရင်နာစရာကောင်းတဲ့အမင်္ဂလာတိုင်းပြည်ကြီးဖြစ်လာတာနော်ဒါကြောင့်မလို့ဦးဇင်းတို့စံပြမိသားစုတွေများလာဖို့အရေးကြီးတာပေါ့မင်္ဂလာနဲ့ညီတဲ့စံပြမိသားစုတွေ မင်္ဂလာတရားတွေမှာကိုနကရှိမှပြောခဲ့တဲ့အတိုင်းတပ္ပပါပဝိနာတနံဒီများစုကကာယကံမှုဝစီကံမှုမနောကံမှုဟာမကောင်းတာတွေကိုပဲပြီးတော့ကောင်းတာတွေနော်ကိုမိသားစုနဲ့တမအာဇီဝနဲ့အလုံးအကျိုးရှိတဲ့အရာအလုံးအလုံးဒီလိုမိသားစုတွေများလာရင်နော်တပ္ပပါပဝိနာတနံတပ္ပလောကဟိတထာယဆိုတဲ့တိုင်းမြည်ကြီးဓမ္မထွန်းကားရေးအတွက်မှန်တရားထွန်းကားရေးအတွက်စူးစမ်းတဲ့မိသားစုတွေများလာရင်မင်္ဂလာရှိမှာပေါ့ เนาะရှင်မှာလေအားလုံးဆင်းနေကြတယ်လို့ယနေ့အဲမိဘနဲ့ဒါရမီဒါရမီနဲ့မိဘယနေ့နေဦးတော်လန်ကြီးမှာတော့အများကြီးခွဲလာပါเนาะဒါရမီတွေကတကယ်နိုင်ငံကိုဓမ္မနိုင်ငံဖြစ်စေခြင်းနဲ့เนาะတချို့တချို့ကအမြင်ကျင့်ပြီးတော့ပိတ်လောင်နေဒါတွေအများကြီးတွေ့ရပါတယ်မိဘနဲ့ဒါရမီဒါရမီနဲ့မိဘလမ်းတွေခွဲထွားကြတယ်ဓမ္မနဲ့အာရမအဖြူနဲ့အမဲတွေခွဲလာကြတယ်ပေါ့နော်အဲဓမ္မအမှန်တရားကိုချင့်မြှင့်လို့တဲ့တပ္ပလောကဟိတရှာယဆိုတဲ့လောကကြီးအကျိုးစီးပွားအတွက် ဆွန့်လွတ်ဆွန့်သားတဲ့လူတွေများလာတဲ့အတွက်ကြောင့်ယနေ့အာဓမ္မတွေကတော့အာဓမ္မမီးတွေကတော့တဖြည်းဖြည်းငြိမ့်လာတာတွေ့ရပါတယ်နော်စစ်တိုင်းမူးတွေစစ်တိုင်းရုပ်တွေတို့ကိုတို့ဒီတတလုံးဒီစည်းစိမ်ကိုခံစားရလိမ့်မယ်လို့ထင်နေကြတဲ့သူတွေအခုတော့ပြုတ်ပြုတ်ပြုံးလာတာတွေ့ရပါတယ်ဒီထက်ဥစဉ်တို့ဓမ္မအမှန်တရားလိုလားတဲ့မင်္ဂလာတရားကိုလိုလားတဲ့သူတွေများလာရင်တော့ဥစဉ်တို့ရဲ့တိုင်းပြည်ဟာဒီထက်ပုံမိုးပြီးတော့မင်္ဂလာရှိတဲ့တိုင်းပြည်တစ်ခုဖြစ်လာမှာပါ ကပလည်းမှာဦးဇင်းတို့မိသားစုတစုချင်းစီတိုင်းကမင်္ဂလာရှိအောင်နေထိုင်သွားကြရင်ခုနပြခဲ့တဲ့နိုင်ငံရေးစနစ်ကောင်းတွေကိုရအောင်ကြိုးစားနိုင်ကြရင်အကုန်လုံးပူးပေါင်းပါဝင်ပြီးတော့စနစ်တကျတည်ဆောက်နိုင်ကြရင်ဦးဇင်းတို့ရဲ့တိုင်းပြည်ကမင်္ဂလာရှိတဲ့တိုင်းပြည်တစ်ခုဖြစ်လာပါလိမ့်မယ်လို့ပြောကြရင်ညီအောင်ချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်